အာဆင်နယ်တင်းရဲ့အဝေးကွင်းပွဲစဉ်ဖြစ်တဲ့ဖူဟန်နယ်ပွဲမှာတော့အာဆင်နယ်တင်းကတောင်းကန်ဘောကနဲ့တဆင့်ထရော့ဆက်ရဲ့တလုံးသေးတော့ကိုနဲ့အနိုင်ရခဲ့ပါတယ်။ဆိုတော့အာဆင်နယ်တင်းဟာလက်ရှိမှာတဲ့တောင်းကန်ဘောကနဲ့တဆင့်ပြစ်တံဘောတွေကနဲ့တဆင့်အလွတ်တဲကန်ဘောတွေကနဲ့ဂိုးအများဆုံးတွန်းထားတဲ့အသင်းဖြစ်ရပ်တည်နေပါတယ်။ပြီးခဲ့တဲ့ရာသီ2024-25မှာလို့အာဆင်နယ်တင်းဟာတောင်းကန်ဘောကနဲ့တဆင့်ဂိုးစုစုပေါင်း16တိတွင်းယူခဲ့ပါတယ်။ဆိုတော့အဲ့ဒီ တောင်းကံဘောကနဲ့တဆင့်ကိုအများဆုံးတွင်းထားတဲ့သူတွေကတော့ကျွန်တော်တို့ရဲ့နောက်ခံကစားသမားဖြစ်တဲ့အာဂါဘရီယယ်အလက်ကောင်မန်ကာလည်းပဲဖြစ်ပါတယ်သူက အများဆုံး3ခုထိပြီးခဲ့တဲ့နှစ်မှာတွင်းခဲ့ပါတယ်ပြီးရနောက်မှာတော့ဝီလန်စလီပါ2ခုတင်ပါတကူဂါဘရီယယ်ဂျီဇပ်စ်တကူမာရီနိုတကူစသဖြင့်သူတို့တွေကတောင်းကံဘောနဲ့တဆင့်သူတို့တွင်းယူခဲ့ကြတာဖြစ်ပါတယ်ကြံတဲ့2ခုကတော့ဒါပြန်ပဲကစားသမားတွေရဲ့ OG တွင်းကိုနဲ့ 16ထိရှိခဲ့တာဖြစ်ပါတယ်ဆိုတော့ပြစ်တံဘိုးတွေနဲ့ဒီတောင်ကံဘိုးတွေကနဲ့တစ်စင်အာဆင်နယ်ဂိုးတွန်းယူတဲ့ပိုင်းမှာတကယ့်ကိုကြောက်ခမန်းလေးလေးဖြစ်ပြီးတော့မှလက်ရှိဘောလုံးလောကမှာတော့ပရင်တဆူအဖြစ်အာဆင်နယ်တင်းရရက်တည်နေတာဖြစ်ပါတယ်အာဆင်နယ်တင်းကပြစ်တံဘိုးရပြီးတောင်ကံဘိုးရပြီဆိုတော့ဂိုးရဖို့ရခိုင်နှုန်းက60ရခိုင်နှုန်းမှာရှိပါတယ်ဆိုတော့အာဆင်နယ်တောင်ကံဘိုးရပြီဆိုတော့ဂိုးရဖို့ကတော်တော်လေးကိုရခိုင်နှုန်းများတယ်လို့ပြောလို့ရပါတယ် ဆိုတော့ဒီနီးစနစ်ကအာစင်နေရဲ့တကယ်ဟွာလောင် ပြောလို့ရတယ် iconic ပုံစံမျိုးဖြစ်နေပြီလို့လို့ပြောလို့ရတယ်ဘလို့ပြောရမလဲဆိုတော့မြန်မာလိုရှင်းပြရရင်တော့ဟွာအာစင်နေရဲ့ဇန်ပုံစံမျိုးပုံပုံမှန်ကစားနေကြပုံစံမျိုးပုံစံကိုရောက်လာပြီလို့ပြောလို့ရပါတယ်ဒါပေမဲ့ဒါကအားရစရာလားဆိုတော့ဟိုပြိုင်ဘက်အသင်းတွေအနေနဲ့ကတော့လှောင်စရာပြစ်တာပေါ့တောင်းကွန်တောင်းကန်ပိုးတွေရမှပြစ်တံပိုးတွေရမှဂူတွန်းတက်တဲ့အသင်းပုံစံမျိုးဖြစ်နေတယ် ဒါပေမဲ့မကြခင်မှာ ပွဲစဉ်30အကျော်လောက်မှာတော့ဒါကျွန်တော်ရဲ့တိုက်စစ်မှုယိုဂိုရက်ရှီရဲ့ဂိုးတွေကလာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တော်တူပဲအာဆင်နယ်တိုက်စစ်ရဲ့အတွင်းဂိုးတွေကလက်ရှိအပြစ်တံဘောတွေတောင်းကံဘောတွေနဲ့တွန်းယူတဲ့ဂိုးတွေထက်ပိုပြီးများလာမယ်အာဆင်နယ်ရဲ့အာအာဆင်နယ်ကတောင်းကံဘောတွေပြစ်တံဘောတွေတော့ပဲအာဂိုရောမှာမဟုတ်ပဲနဲ့တကယ်ကိုတိုက်စစ်ကနေပြီးတော့တတိုင်းတိုင်းဂိုးတွန်းယူလာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ဆိုတော့ပရိသတ်တို့ရဲ့ team view စာချက်တွေရှိတယ်ဆိုရင်လည်း comment မှာရေးပေးကြလို့ရပါတယ်။လက်ရှိမှာပြန်ပဲအတင်းတွေဟာဘလိုပဲလောင်ပြောင်းဒီဖြစ်ပါစေအာဆင်နယ်ရဲ့အလွတ်တဲကံဘောကနဲ့ဂိုးရတဲ့ပြန်ဖက်အသင်းတွေဖြစ်တဲ့16အသင်းတွေထက်အများကြီးတာလွန်နေပြီးတော့မှတကယ်ကိုလေးစားစရာအာတာကစားဟန်တစ်ခုအနေနဲ့ရှိနေပါတယ်ဆိုတော့ပြန်ဖက်ဒီကဘလောက်ပဲလောင်ပြောင်းဒီဖြစ်စေလက်ရှိအာဆင်နယ်နိုင်ပွဲတွေဆက်နေတဲ့အပိုင်းမှာလည်းဒီအလွတ်တဲကံဘောတွေ တောင်းကံဘောတွေကတော်တော်လေးကိုအာဆင်နယ်ကလုံတိုင်းစွန့်ရှိပြီးတော့မှဒီအရာတွေကပြိုင်ဘက်အသင်းတွေတဲ့တာလွန်တဲ့အရာတစ်ခုဖြစ်နေပြီးတော့လက်ရှိဘောလုံးလောကမှာလည်းအာဆင်နယ်ကအလွတ်တဲကံဘောတွေတောင်းကံဘောတွေမှာဥယျင်တဆူဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုပြောကြားရင်းနေကုန်းချုပ်ပါတယ်ဒီမျိုးစာချက်တွေ comment မှာရေးပေးကြလို့ရပါလေနောက်ထပ်ပြီးတော့မှကျွန်တော်တို့ပြန်တွေ့ကြပါမယ်နောက်ထောင်းတဲ့ပရိသတ်အားလုံးကျေးဇူးပါ